Namo Dada Bhagavando Arando Dhamma Dhamma Dada Namo Dada Bhagavando Arando Dhamma Dhamma Dada Namo Dada Bhagavando Arando Dhamma Dhamma ဒသဒီဝတဝတိအနေဇောရတိမပါတိစန္တိမနန္တောခတိယောတပတိဇာယိတပတိပြမနောအဒါတဝမောရတိဗုဒ္ဓောတပတိဒေဇသာ ဒါရီတံဒေဇာတံဗန္တံဗုဒ္ဓဝင်တာမိအတရံဒီနေ့ဖတ်ပြမှာကတဲ့เนาะဒီကနေကြီးရေးပြီးတော့ဆရာတတိုးညမာပြန်တဲ့တောကကင်းဝေးနေနိုင်ရေးတဲ့ how to stop worrying and start living ဒီကနေကြီး how to stop ဒေါ်လာတသန်းနဲ့ဒေါ်လာတသန်းနဲ့တဲ့ကိုပိုင်ပစ္စည်းများကိုလဲမလားတဲ့ဒေါ်လာတသန်းနဲ့ကျွန်ုပ်ဒီတဲ့ ျွန်ုပ်သည်ဟာရိုအက်တော့ကိုနှစ်ပေါင်းများစွာကသိနေပါသည်တဲ့နှစ်ပေါင်းများစွာကနှစ်ပေါင်းများစွာကလေးကသိနေပါသည်အဲ့ဘုံမိုက်တာပါလားอืม နိဗ္ဗာန်များစွာကလေးကသိနေပါသည်တဲ့သူသည်တဲ့ကျွန်ုပ်ဤတရားပွဲစီစဉ်သူဖြစ်ပါသည်တဏိသောခာတဲ့သူသည်ကျွန်ုပ်အားတဲ့ကင်းဆက်မြို့မှာမော်တော်ကားနဲ့ကျွန်တော်နေထိုင်ရာလေတော်သို့လာခဲ့ပါသည်ခေါ်လာပါသည်တဲ့ကျွန်ုပ်ကလည်းလမ်းတွင်သူအားတဲ့မြည်သူ တော့က600မီဟုမေးမိရာသူပြောသောသူကပြောသောအကြောင်းမှာစိတ်ဝင်စားပဲအထူးကောင်းလာသည်ကျွန်ုပ်ကသူအထုပ်ပတိကလေးကိုမမေ့နိုင်တော့ပါ ခီးသွားရင်းနဲ့ဆရာကတပည့်မေးတာတော့ကအမစိတ်တင်များပူဆွေးတော့ကရောက်နေရင်ဘယ်လိုဖြောက်တယ်လဲလို့မေးတာတဲ့ ကျွန်ုပ်ဟာအင်မတန်ပူတတ်တာပေါ့ဗျာဒါပေမဲ့1934ခုຫນွေဦးနေ့ကလေးတနေ့မှာတဲ့ဝက်ဘုလမ်းမကြီးတစ်ချောက်ရှောက်လာရင်တွေ့ရတဲ့အဖြစ်ပြက်လေးတစ်ခုကိုအကြောင်းပြုပြီးကျုပ်အတွေးတော့ကဒီဟာပျောက်ကုန်ထောတာပါပဲတဲ့လမ်းသွားရင်းနဲ့တရားရတာ နောက်လဲပြန်မပေါ်တော့ဘူးတဲ့ကျုပ်ဟာတဲ့လွန်ခဲ့တဲ့စနစ်အတွင်းကမသိနားမလဲတဲ့အကြောင်းအရာတွေကို၁၀စက္ကန့်ကလောက်လေးနဲ့အကုန်နားလေသွားတော့တာပဲတဲ့ only 10 second he realize ကျွန်တော်ကတဲ့ဝက်ပီမြို့မှာတဲ့ကုံစုံဆိုင်ဖွင့်ခဲ့တာ အဲ့ဒီတုန်းကနှစ်နှစ်ကြာပြီးရှုံးလိုက်တာဘယ်လောက်ထိလဲဆိုတော့တဲ့စူးဆောင်းထားတာလေးတွေကုံယုံတယ်မကဘူးတဲ့နောက်နှစ်ပေါင်းအတော်ကြာပြန်ဆက်ယူရလောက်အောင်တဲ့ကျွေးတင်သွားတယ်နော်ပတ်ဆက်ကျွေးတင်သွားတယ်ဆိုင်ကိုလည်းပိတ်လိုက်ရပြီတဲ့ကုံများတတ်ထုတွင်သမားသမားများ ဘန်တိုင်များမှာတဲ့ငွေကလေးချေးမလို့ထွက်လာခဲ့တယ်တဲ့ပတ်ဆက်ချေးဖို့ထွက်လာခဲ့တယ်ငွေရှိရရင်ကိစ္စမျိုးကိုသွားပြီး အလုတ်ကလေးရှာမယ်ပေါ့ဗျာပစ္စည်းတွေကလည်းဖြူဖြူခါကြနေတော့စိတ်အတော်လေးညစ်တာပေါ့လောကကြီးမှာနေတိုင်းလုတ်ကင်စားခြင်းနဲ့စိတ်တောင်မရှိတော့ဘူးတဲ့เนาะမရှိတော့ဘူးတဲ့ အဲ့ဒီလိုစိတ်အပြည့်ကြီးပြည့်နေခိုင်းမှာတဲ့ရှည်တော့မရှိတဲ့လူတယောက်ကို တွေးလိုက်ရတယ်ရှည်တော့မရှိတဲ့လူတယောက်ကိုတွေးလိုက်ရတယ်ဒေလူဟာတဲ့စကိတ်ဖက်နဲ့မှာတက်ထားတဲ့ဘီကလေးတက်ထားတဲ့လဲဘော်ကိုထိုင်ပြီးတဲ့လက်နှစ်ဖက်မှာတဲ့သစ်တုံးကလေးတစ်ခုစီရက်ပြီးတွားရတယ်တဲ့သူကလမ်းကိုဖြတ်ပြီးတဲ့လမ်းဘေးအုတ်ခုံဘော်ကိုတဲ့သူ့ကိုယ်သူနည်းနည်းကလေးကြွပြီးတဲ့ တက်တယ်တဲ့ပြီးတော့တဲ့တမန်တလင်းပေါ်ရောက်တဲ့အခါတဲ့ရက်ရက်ပြီးသွားပြန်တယ်တဲ့ကျွန်ုပ်နဲ့မျက်နှာရှင်းဆိုင်တွေ့ပြီး तू ကစပြီး तू ကရှည်တော့ပြက်တယ်ပေါင်းတို့ပေါ့အဲ့လူရဲ့သွားပုံကိုကြည့်နေတာလူအလုံးသမားတယောက်က ူကစပြီးဘယ်နဲ့လဲဗျဒီနေ့တာတာရာရာရှိတယ်နော်လို့နှုတ်ဆက်တယ်တဲ့သူ in your fine and sunny day isn't it ဘယ်နဲ့လဲဗျဒီနေ့တော့တာတာရာရှိတယ်နော်လို့လမ်းပြီးပြုံးပြုံးရွှေရွှေနှုတ်ဆက်တယ်တဲ့ကျုပ်ကလည်းရက်ကန်ရက်ကန်နဲ့သူသွားတာကိုငေးကြည့်နေအမငါအတော်ကုသိုလ်ကောင်းတဲ့အကောင်းပါလားလို့တွေးမိတယ်တဲ့ နော်ငါတော့ကုသကံမှာတွေးမိတယ်တဲ့ကြည်စံဒီလူကငါရှိတော့နှောင်းလို့ငါလိုရှိတော့နှောင်းတောင် ရှိတာမဟုတ်ဘူးသူခမညာလဲကလေးနဲ့ရက်ကန်ရက်ကန်သွားနေရတာငါတော့တောင်းတောင်းတင်းတင်းတန်းတန်းမမလမ်းလျှောက်နိုင်တယ်သူဟာရှိတော့မရှိဘဲနဲ့ပျော်ပျော်နေနိုင်တယ်ຫນွေဥသားရတာကိုခံစားနိုင်တယ် ငါမှာတော့သူ့ထက်ကုသိုလ်များကြီးကုသိုလ်များလျက်နဲ့ငေးမိုင်ပြီးစိတ်အပြည့်ကြီးပြည့်နေတယ်ငါမှားတာဗောငါမှားတာဗောငါအဖို့ရှက်စရာကောင်းလိုက်တာလို့ကိုကိုကိုအပြစ်တင်မိတယ်တဲ့เนาะကို့မှာလက်တွေရှိတယ်ရှိတယ်เนาะဒီလက်တွေရှိတယ်ရှိတယ်လူကဘဝမှာ hopeless မျောလင်းချက်မဲ့နေတယ် လူတယောက်လိုဖြစ်နေတော့သူကပြောတာဒီလိုလက်တည်ရှိတယ်မရှိတဲ့လူကတော့မပျော်ပျော်ချွန်းချွန်းနေတာငါဘာလို့မပျော်ရမှာလဲပေါ့ငါအဖို့ချက်စရာကောင်းလိုက်တာလို့ကိုကိုကိုအပြစ်တင်ပြီးတော့တယ်တဲ့အဲ့ဒီကိုအမားကို မြင်လိုက်ရင်ပဲစိတ်ပြည့်စရာတွေပျောက်သွားပြီး စိတ်အားတက်လာတယ်ငွေချေးပံရောက်တော့အစကငွေတရာလောက်ချေးမယ် အခုတော့ငွေနေရာရဲရဲကြီးရှိလိုက်တယ်ရှိတဲ့အကြောင်းကို မေးရင်တော့ပြောရမှာကတော့ကိစ္စမျိုးကိုသွားပြီးတော့အလုတ်ကိုင်းလေးရလို့ရညာရှာမလို့အခုတော့လဲပြော့ညံ့ညံ့မပြောတော့ပဲကိစ္စမျိုးကိုသွားပြီးအလုတ်ကိုလုတ်မလုတ်လို့ရဲရဲကြီးပြောလိုက်တယ်တဲ့ကိစ္စမျိုးကိုရောက်သွားတော့လဲတဲ့အလုတ်ကိုရဲရဲဝင့်ဝင့် ရှာတော့တာပဲတဲ့အဲ့ဒါပဲဗျာကျုံလဲအဲ့ဒီရှေတောင်းမဲ့ရှိတဲ့လူကို တွေ့ပြီးကလေးကတောကားရေပြောက်ကိုကိုကို ပြန်တနာတဲ့စိတ်ပြော့စိတ်ညာအားလုံးပယ်ပြစ်လိုက်တော့တာပဲတဲ့နော်ကိုတတိမွေးရမယ်ဒီအကြောင်းကို နေ့စဉ်နေ့စဉ်တရိယဖို့ကျုပ်ရေရှုခန်းထဲမှာရေရှုခန်းထဲကမှန်မှာကပီးထိုးထားလိုက်တယ်တဲ့ငါစီးစရာ ဖက်နဲ့မရှိလို့စိတ်ညစ်တယ်လမ်းထဲမှာရှေတောင်မရှိတဲ့လူကိုတွေ့တာငါစိတ်ညစ်တာအလကားဖြစ်ရတယ်လို့ဤထားတယ်ဗျမောရကမောင်းကြီးကို ပြောမှုလေသည်ရဲ့နော်မိမိမှာစားစရာနော်မရှိလို့စိတ်မရှိရင်တောက်စားတဲ့လူတွေကိုလည်းတရီရလိုက်ပါမိမိကဖက်နဲ့စီးစရာမရှိလို့စိတ်ညစ်ရဲ့နဲ့ဖက်နဲ့တောင်စီးစရာမရှိတဲ့ ပေါင်ပြက်လူကိုတဲ့မြင်လိုက်ပါတဲ့နော်လောကကြီးမှာစိတ်တက်ကအရေးကြီးတယ်ဘယ်တော့မှမိမိစိတ်တက်ကိုကြမသွားစေပါနဲ့တဲ့ပရပစိဖိတ်သမုဒ္ဒရာတွေတဲ့27ရက်လုံးလုံးရာဘာဘူပေါင်းကလေးနဲ့မျိုးခဲ့သောအက်ဒီရင်ဘက်ကိုတဲ့ခင်ဗျအဲ့ဒီလိုဖြစ်တုန်းက ရခဲ့တဲ့အကြီးဆုံးသင်ခန်းစာဘာလဲဟု မေးကြည့်ရတဲ့ အက်ဒီရော့ဆက်ဆင်ကစပြီးဝါအောင်နဲ့တောက်နိုင်ပြီးစားခြင်းရင်နဲ့ဝါအောင်စားနိုင်တဲ့ဘဝကိုမှရခဲ့တဲ့လူဟာလောကကြီးမှာဘာမှ ပူပန်စရာ မလိုဘူးဆိုတဲ့အကြောင်းပဲလို့ဖြေဆိုခဲ့တယ်တဲ့နော်တိုင်းမဂ္ဂဇင်းကတဲ့ ကွန်ဒနာနေကကွန်ဒနာလေဘင်းကဘုံဇံမှန်၍သွေးခွနဲ့သွေးခွနဲ့ခါတိုင်းတိုင်းဖြည့်ပေးခဲ့ရတော့တဲ့တမူးကြီးတယောက်အကြောင်းကို ရေးသားဖော်ပြခဲ့ဘူးလေသည်တဲ့တိုင်းမဂ္ဂဇင်းကရေးတာဘုံမူးကြီးတယောက်သေကာနီးပေါ်သွေးသွန်းရတဲ့လူကြီးတယောက်တဆိတ်မူးကြီးတယောက်တဲ့ အကြောင်းကိုဖော်ပြဘူးလင်သည်တဲ့ထိုတက်ဆိတ်မှုကဆရာဝန်အားကျွန်တော်အသက်ရှင်ဖို့လမ်းရှိပါသလားလို့မေးရဆရာဝန်ကရှိပါတယ်ခမရမသိနိုင်ပါဘူးလို့ရှင်းသည်တွင် သူကထက်ဆင့်တို့ကစကားကိုပြောနိုင်ဦးမလားလို့စုံစမ်းနေတယ်တဲ့ဟာဗျာစိတ်ချပါ စွန့်ဝမသွားနိုင်ပါဘူးလို့ဆရာဝန်ကပြောတဲ့အခါတမမှုကဟာဒါဖြစ်ရင်လည်းဘာဖြစ်လို့ကျုပ်စောက်ကိူးဆိုင်ပြီးပူးနေရဥမာလဲဟုဝန်တာအာရနဲ့ဆိုလိုက်တယ်တဲ့ဆရာဝန်ကဒူနာကအာငယ်လို့ဆရာဝန်မေးတာဆရာဝန်ကအာခမရဘာလို့မပြောနိုင်ရမှာလဲအဲ့စကားတွေကလည်းအရေးကြီးတယ်တယောက်ကကိုယ့်ကိုလာပြီးတော့ စိတ်ညစ်နေတဲ့အခါအကူကြီးတောင်းတဲ့ခါမှာစိတ်တက်တက်ကြွစေတဲ့ဇာတ်ရီကပြောဖို့အရေးကြီးတယ်ပေါ့မိတ်ဆွေတဲ့သင်သည်စစ်သားကဲ့သို့ငါဘာလို့တောက်ကြီးဆိုင်ပြီးပူနေရမှာလဲလို့အဲ့ဒီလိုဆိုလိုက်ပါတဲ့ပူစရာစိတ်ထဲမှာ ပေါ်လာရင်အဲ့ပူတဲ့စိတ်လေးကိုဒီဘာလို့စောက်ကြီးဆိုင်စရာလိုမှာပဲလို့ပြောလိုက်တဲ့ပူပန်ခြင်းသည်တဲ့စင်စစ်အားဖြင့် တောက်စူးကြိုက်เสียမဟုတ်ပါဘူးတဲ့ဂိူးဆိုင်เสียမဟုတ်ပါဘူးတဲ့ကျွန်တို့လူဘဝ၌အကောင်90ရာခိုင်နှုန်းရှိ၏အစိုး100ရာခိုင်နှုန်းရှိသည်တဲ့ယောရှုလိုလင်90ရာခိုင်နှုန်းဖြစ်သည့်အကောင်ကိုသာတွေးတောဆင်ခြင်၍ပျော်ရွှင်နိုင်သည်အကယ်၍စိတ်တော်ကထွေပြရခြင်းကိုတဲ့အရသာတွေ့နေပါမူတဲ့မကောင်းသည့် အနိဋ္ဌာယုံဆေယာဂိုင်နှုံးလိုက်တာတဲ့ဆူဆိုင်ပါလေတဲ့တော့ကထွေပြာယုံနဲ့ကိစ္စဤမည်မဟုတ်ယောဂဘယပါသူပြောလာမီ အသက်တုံမီတဲ့เนาะအဲ့လိုမိမိမကောင်းတာတွေတွေးပြီးတော့စိတ်ပူပင်တော့ကရောက်နေမယ်ဆိုရင်တဲ့เนาะယောဂရပြီးတော့အသက်ပါတိုသွားမယ်တဲ့တွေးပါကျေးဇူးတိတက်ပါဟူသော ဆုံးမစကားကိုတဲ့ရှေးခေတ်အင်္ဂလန်ပြည်ရှိဘုရားရှိခိုးအကြောင်းကြီးတွင် ရေးသားတဲ့ဒီကို တွေ့ရဘူးသည်တဲ့စင်စစ်တော်ကထိုစကားထိုဆုံးမစကားကိုတဲ့ကျွန်ုပ်တို့ဤနှလုံးသားထဲမှာရေးသားရေးထားသင့်ပါတယ်ချက်ချောင်းမှာရေးတယ်ယေရှုတင်ပါတွေးပါအဲ့စကားလုံးနှလုံးကိုတဲ့နှလုံးသားထဲမှာရေးထားသင့်ပါတယ်တဲ့ ဂါလီဘာခီးစင်ဆောင်ကိုတဲ့ရေးသားသောဂျိုနာဂျက်ဆန်ဒီတဲ့အင်္ဂလိပ်ဂန်တဝင်အလွန်အနိဋ္ဌာယုံ တွေးတက်သောစာရေးဆရာကြီးဖြစ်သည်သူသည် လောကတွင် လူဖြစ်လာသည့်အတွက်ဝမ်းနေလေသည်ခရံဖုံးကြီးအဖြစ်ဝိယုံနဲ့ကိုဝိ၍အစားတော့မစားပဲဥပုပ်ဆောင်ရသည်ကိုညွန်ညင်ခဲ့လေသည်တဲ့ဥပုပ်မဆောင်ခြင်းဘူးတဲ့ ထုံသောသောအနိဋ္ဌာယုံဝါရာကြီးကပင်လင်ကဘာဘိုးတွင် အကောင်းဆုံးသောဆရာဝန်ကြီးများဒေါက်တာအာရဒေါက်တာသမာဓိဒေါက်တာဥရိယတို့ဖြစ်သည်ဟုအစားအသောက်နှင့်ပျော်ရွှင်ကြည်နူးခြင်း၏အကျိုးကျေးဇူးကိုဖော်ပြခဲ့ဘူးလေတည်းတဲ့မိမိတို့မှာဒေါက်တာတွေအများကြီးရှိတယ်တဲ့အဲ့ဒါလည်းမှတ်ထားဒေါက်တာသမာဓိ နော်ဒေါက်တာသမารိရှိနေတဲ့ကိုပိုင် family ဒေါက်တာဒေါက်တာဟရိယဟရိယဆိုတာပြုံးရွှင်စေနော်ဒေါက်တာအဟာရဒေါက်တာဟရိယနဲ့၃ယောက်ရှိတယ်တဲ့အဲ့ဒေါက်တာတွေနဲ့အများရန်စစ်ကူရမယ်ဒေါက်တာအဟာရဆိုတာကစားတော့တာကိုကျမ်းမာရင်းနဲ့ညီညွတ်အောင်စားရမယ်ဒေါက်တာသမာဓိစိတ်ကိုကြည်ကြည်ကြည်ထားရမယ်ဒေါက်တာဟရယ ပျော်ပျော်ရွှင်ရွှင်ရဲရဲမောမောနေရမယ်လို့ဒါပြောတာကျွန်ုပ်တို့ဒီတဲ့ဒေါက်တာဟာရယကုသချက်ကိုအခါမလင့်ရနိုင်ပါတယ်တဲ့ဒေါက်တာဟာရကကုသချက်ကိုအခါမလင့်ရနိုင်ပါတယ်တဲ့ကျွန်ုပ်တို့ဒီကိုနဲ့ရရှိထားသော အဖိုးရန်ပစ္စည်းများကိုဖိုးရန်ပစ္စည်းများအကြောင်းကိုသုံးသက်ဆင်ခြင်ခြင်းအပြင်တဲ့ ဒေါတာအာဟာရဤကုသခြင်းကိုခံယူရပေမည်ကျွန်ုပ်တို့၌ရှိသော အဖိုးတံပစ္စည်းများကတဲ့ရှင်းနှောင်းလက်နှောင်းနာမျက်စိစသည်ကိုယ်ငါပြည့်စုံမှုနဲ့ပါမယသာသမီးညာနဲ့ပြည့်စုံမှုတို့ပင်ဖြစ်သည်ထိုပစ္စည်းများဤတန်မိုးကို ဖြစ်လိုက်လျင် ကဘာကျော်တတိကြီးများဖြစ်သော ဂျော်ဖဲလာဟန်နရီဖိုစသည်တို့ထပ်ပိုင်းသောရွှေငွေရတနာပစ္စည်းအဖျားပြားတို့တက်ဖြင့်တန်ဖိုးရှိကြောင်းသိရပေလိမ့်မည်။နော်မိမိရဲ့လက်နှောင်း၊ရှီတော်နှောင်းပစ္စည်းနှလုံးနန်းဖက်ဒါရီယမိမိရဲ့ကိုပိုင်ပစ္စည်းတွေတဲ့နော်ကိုပိုင်ပစ္စည်းတွေတန်ဖိုးရှိတယ်။ထိုတန်ဖိုးမဖြစ်နိုင်တော့တဲ့ရတနာကြီးများရရှိနေပြီတဲ့။ကဘာကျွယ်ဝလာပြီ။ လူဘဝတွင် နေရာကျိုးနေပေပြီဟု တွတ်တွတ်သူကြီးများရှိသည်အလွန်နေပါလာပါတယ်တဲ့ဂျာမန်ပညာရှိကြီးရှော့ပနာကတဲ့ကျွန်ုပ်သည်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၌ရှိသည့်ပစ္စည်းကြောင်းကို တွေးတော်ဆင်ခြင်ခြင်းမရှိဘဲကျွန်ုပ်တို့၌ရှိုးတဲ့နေသည့်အချက်များကိုသာဂယုပြု၍စဉ်းစားနေတတ်သည်တဲ့ မိမိတွင် ရရှိထားသော လက်ယရဏအကြောင်းကို စင်ကျင်သုံးသပ်မှုမပြုဘဲရှို့တဲ့သမျှကိုတညင်းကြီးတညူညူနဲ့အဖန်ပန်တွေးတော်ခြင်းသည် အဆိုးဆုံးသောအခြင်းဖြစ်ချေသည် ထိုမကျင့်တဲ့သောသဘောသည်စစ်ကြီးယမတ်ဖြစ်၍ရောက်ရသည့်ဒုက္ခထက်ပင်ပို၍ဒုက္ခများစေသည် ကဘာပေါ်တွင်ရှိသော အမျိုးမျိုးသောယောဂါတို့ထက် ဤမကျေနပ်မှုယောဂါကအဆိုးဝါးအဆုံးပင်ဖြစ်ပါတယ်တဲ့ဒါကြောင့်မိမိမှာဆုံးရှုံးသွားတာတွေရှိမယ်နော်ကျွေးမရတာတွေရှိမယ်ဒီအတွေးတွေပေါ်လာတိုင်းပူပင်တော့ကရောက်မဲ့အစားတဲ့နော်ဟိုဒါဖြည့်ချင်းတင်တာတော့ဖြည့်ချင်းရမှာပေါ့မိမိမှာပိုင်ဆိုင်တာတွေကိုတွေးပြီးတော့စိတ်ချမ်းသာအောင်နေပါ ဒါဆိုဘဝမှာအသက်ရှိမယ်เนาะပို့ပြီးတော့အကြဉာဏ်တွေရပါမယ်တဲ့